ပြည်ပကနေဝယ်ယူရတဲ့73စီဈေးနှုန်းကျဆင်းတဲ့အတွက်ပြရင်း73စီဈေးနှုန်းတလီတာကို85ကျပ်ကနေ125ကျပ်ခန့်အထိကျဆင်းလျက်ရှိတယ်လို့ပြည်ချိုင်းဝင်ကြီးဌာနကနေသိရပါဗျ။ပြရင်း73စီဈေးနှုန်းဟာပြရင်းနိုင်ငံသားသုံးငွေလဲလဲမှုနှုန်းထားရင်းနဲ့ပြည်ပကနေဝယ်ယူရတဲ့အာရှပစိဖိတ်ဒေသအတွက်စင်ကာပူအခြေစိုက်နေ့စဉ်ပြန်မြ73စီဈေးနှုန်းအပေါ်မှာအခြေခံပြီးလက်ရှိမှာပြရင်းနိုင်ငံသားသုံးငွေလဲလဲမှုနှုန်းထားရတည်ငြိမ်လျက်ရှိကောင် ပြည်ပကနေဝယ်ယူရတဲ့73စီဇင်းနှုန်းကျဆင်းမှုကြောင့်ပြည်ရင်း73စီဇင်းနှုန်းတွေဟာလည်းတလီတာကို85ကျပ်ကနေ125ကျပ်ခန့်အထိကျဆင်းလျက်ရှိတယ်လို့သိရပါတယ်။ဒါပြင်ဒေတာအလိုက်73စီလိုအပ်ချက်ကိုပြည်မီအောင်အချိန်မီပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိတာကြောင့်အစဉ်ပြေချုံးမွေစွာလိုအပ်တယ်လို့ဝယ်ယူသုံးစွဲနိုင်ကြောင်းအရန်73စီရတရပတ်နှစ်ပတ်စာခန့်ရှိပြီးပြည်ပကနေ73စီတင်သင်းမော်တွေလည်းအဆက်မပြတ်ပုံမှန်ဝင်ရောက်လျက်ရှိကြောင်းပြည်ချိုင်းဝင်ကြီးဌာနကနေသိရပါတယ်။